အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ breaking news ကနေပြီးပြန်လေးပြီးကြိုးလိုက်ပါတယ် breaking ကတော့ menu to news ဖြစ်သွားပြီပေါ့နော်လက်ရှိမှာတော့ကျွန်တော်တို့ liverpool အသင်းအနေနဲ့ကျွန်တော်တို့လာမယ့်ဂျာတီမာတာစာချုပ်တက်တန်းကုန်တော့မယ့်ကစားသမား၃ယောက်နဲ့ပတ်သက်ပြီးတော့ ဒီ၃ယောက်လုံးရဲ့အဖြေကတော့ဒါမနိညာကနေပြီးတော့လုံးဝထွက်ပေါ်ခဲ့ပြီးဆိုပြီးတော့ David Austin ကနေပြီးတော့သူ့ရဲ့ဒါကျွန်တော် channel ကနေရေးသားခဲ့တာဖြစ်တယ်။ပထမဆုံးဒီယာဂိုဒါရေးသားခဲ့တာကတော့ဒါကျွန်တော် Sam Mob Game ကနေစတင်ပြီးရေးသားခဲ့တာဖြစ်ပြီးနောက်ကနေပြီးတော့ Fabio Romano လိုက်လာတယ်။ Fabio Romano လိုက်ပြီးတဲ့အချိန်မှာတော့ဒါကျွန်တော်တို့ David Austin ကိုတိုင်းတရားဝင် interview ခဲ့တယ်။အဲ့တော့ Liverpool အသင်းနဲ့ပတ်သက်ပြီးလက်ရှိမှာဒါကျွန်တော်တို့တိကျတိုင်းမလာမဲ့လွေရာသီမှာသူ့ရဲ့ကစားသမားအဓိကကစားသမား၃ယောက်လုံးလုံးဒါကျွန်တော်တို့ ဒါစာချုပ်တက်တန်းကိုတော့ဖြစ်တယ်ဒီကစားသမား၃ယောက်ကတော့တီးပြီးသားဖြစ်လိမ့်မယ်ဆာလာဒါကျွန်တော်ဥမာဂျေဘန်ဒိုက်ဒါကျွန်တော်နောက်ဆုံးတစ်ယောက်ကတော့အလက်ဇနာအာလိုပေါ့နော်အဲ့တော့ဒီတန်းမှာဒါကျွန်တော်တို့သတင်းစိုးကိုကျွန်တော်အရင်ဆုံးစပြောခြင်းနေပေါ့နော်သတင်းကောင်းနောက်မှပဲပြောတော့သတင်းစိုးတစ်ခုနဲ့သတင်းကောင်းနှစ်ခုဖြစ်တယ်ပေါ့အဲ့တော့လီဗာပူးလ်ရဲ့သတင်းစိုးတစ်ခုကလက်ရှိမှာအလက်ဇနာအာနူးနေနေဒါကျွန်တော်ရီယယ်မက်ဒရစ်ကိုအလွတ်နဲ့ပြောင်းရွှေ့တော်မှာဖြစ်တယ်ဆိုတာကတော့တေချာလောက်နီးနီးဖြစ်သွားပြီဆိုပြီးဒေးဗစ်အော့စတင်ကသူ့ရဲ့အာတီကယ်ထဲမှာရေးသားထားခဲ့တာတွေ့ရမယ်လက်ရှိမှာဒါကျွန်တော်လီဗာပူးလ်အသင်းနဲ့ရီယယ်မက်ဒရစ်အသင်းတို့အလုပ်တစ်ခုလုပ်နေတယ်အဲ့ဒါကဘာလဲဆိုတော့အလက်ဇနာအာနူးကိုဒါကျွန်တော်တို့သူ့အသင်းကနေထရပ်ပြီးတော့ ောတာကျွန်တော်တို့ကလပ်ဝေါ်ကက်အမိအလက်ဇန္ဒားအာနုကိုဒါအသင်းမှာရောက်ရှိစေရေးအတွက်ဒါကျွန်တော်တို့ compensation ပေါ့နော်ကျွန်တော်ဒါဟိုပြောမှာဆိုပါနစ်နာကြီးပုံစံမျိုးအနေနဲ့ Liverpool အသင်းကိုပြေးချေဖို့အတွက်ဒါကျွန်တော် Real Madrid အသင်းနဲ့ကြိုးစားတယ်ဒါကျွန်တော်တို့ဒါအခုလက်ရှိမှာဒါအာနုရဲ့ဒါစာချုပ်ကတိရတော့ကဒါကျွန်တော်လာမယ့်အဲ August ို့မဟုတ်ဂျွန်လောက်မှကုန်မဲ့အတွက်ကြောင့်မို့ဒါဂျားထဲမှာကန်ရမယ်ဒါကျွန်တော်တို့ကလပ်ဝေါ်ကပ်ပွဲထဲမှာဒါအလက်ဇန္ဒားအာနိုကိုဒါကျွန်တော်တို့ရီယယ်မက်ဒရစ်အနေနဲ့ပြသပြီးတော့အင်ဂျီအမေရိကမှာပြပြောချင်တာရီယယ်မက်ဒရစ်အနေနဲ့ဒါအလက်ဇန္ဒားအာနိုရဲ့အင်ဂျီတွေကိုရောင်းချခြင်းတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့အခုချိန်မှာဒါကျွန်တော်တို့ကြိုတင်ပြီးတော့ဒါရီယယ်လီဗာပူးသင်းစီကနေပြီးတော့ဒါယာသီလီဗာပူးသင်းစီရဲ့ယာသီကုန်တာနဲ့ဒါရီယယ်မက်ဒရစ်ကိုပြောင်းရွှေ့ပုံစံမျိုးကိုပေးလုပ်ဖို့အတွက်တရားဝင်ခွင့်တောင်းတာတယ်လက်ရှိမှာဒါကျွန်တော်အပြောင်းရွှေ့ယာသီကဒီလိုကလပ်ဘောကတ် အသင်းတွေအတွက်ဒါကျွန်တော်တို့10ရက်ဆောဖွင့်ပြီးထားတယ်လူကြားသိရတဲ့နေရာမှာပါတယ်အဲဂျွန်လာမှာဒါကျွန်တော်တို့ခါလာဂျွန်လာ20လား30လားမသိမစားဘူးဂျွန်လာတရက်နေ့ကစပြီး10ရက်နေ့အထိဒါကျွန်တော်ကလပ်ဘောကအသင်းတွေအတွက်ဒါကျွန်တော်10ရက်တိတိဒါအပြောင်းရွှေ့ဖွင့်ပြီးထားတယ်လူကြားသိရအဲ့ဒီအပြောင်းရွှေ့ဖွင့်ထားတဲ့ဒါကျွန်တော်အချိန်အတွင်းမှာပဲဒါကျွန်တော်တို့လက်ရှိကြားရတဲ့တည်နေရဆိုရင်တော့ဒါ real madrid တည်နေနဲ့ဒါကျွန်တော်တို့ alexander arno ကိုသူတို့ရဲ့အသင်းကိုခေါ်ယူဖို့အတွက်အဓိကကြိုးစားသွားမယ် alexander arno ကဒါကျွန်တော်တို့လက်ရှိတည်ကြတော့တာ liverpool တည်နေတူစာချုပ်တဒံတူဖို့အတွက်လုံးဝလုံးဝလုံးဝအစီအစဉ်မရှိတော့ဘဲ ဲ့သူ့အနေနဲ့ Real Madrid အသင်းကိုလွတ်နဲ့ပြောင်းရွှေ့တော့မှာဖြစ်တယ်ဆိုတာကိုမင်းကြီးညာကလည်း Sky Sport ကနေပြီးတော့ဒါကျွန်တော် Breaking News အနေနဲ့တင်ဆက်လာတာကိုတွေ့ရမယ်တဲ့မှာပါအဲ့တော့ပြောချင်တာကလက်ရှိမှာဒါ Alexander Arnold အနေနဲ့ Real Madrid နဲ့ဒါကျွန်တော်တို့ဘွားအသစ်ကိုစတင်တော့မှာဖြစ်ပြီးတော့ Liverpool အသင်းနဲ့ဒါကျွန်တော်တို့ဘွားဟောင်းကိုတော့ကုံဆုံးတော့မယ်လို့ပြောလို့ရတဲ့အနေအထားတစ်ခုရောက်ခဲ့ပြီအဲ့တော့ပြောချင်တာဒါကျွန်တော်တို့ Club World Cup မှာဒါကျွန်တော်တို့ Alexander Arnold ကို Real Madrid အင်ဂျင်နဲ့တွေ့ရဖို့အတွက်တဖြည်းဖြည်းနဲ့ရာခိုင်နှုန်းများလာခဲ့တယ် Real Madrid ကလည်းအခုလိုဒါကျွန်တော်နဲ့နာသွားခဲ့တဲ့ Liverpool အတွက်ပေါင်9000လောက်ပေးဖို့အတွက် ready ဖြစ်နေတယ်လို့ကြားသိရတယ်မှာ ်ပါတယ်။ဘာကြောင့်လဲလက်ရှိမှာဒါ Real Madrid က Club World Cup ကိုရပူတဲ့ရေပန်းစားနေတဲ့အသင်းတွေကသတင်းဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒါကျွန်တော်ဒီတန်းတရာလောက်ရမယ့်ဥစားဆိုရင်တော့ဒါသူတို့အနေနဲ့၅သန်းလောက်ရင်းလိုက်တာကိစ္စမရှိဘူးပေါ့နော်။ပြောချင်တာဒါပေကျွန်တော်တို့ Alexander Arnold ရဲ့ဒါကျွန်တော်တို့ချိန်ညာမှုတွေကဒါကျွန်တော်သူတို့ရဲ့ရုပ်အယုတ်တန်လွန်ခွေဟာပြောမှာဆိုဗျ Alexander Arnold နဲ့ပတ်သက်ပြီးသူတို့ကပတ်စံပူလို့ခြင်းတယ်။အဲ့တော့၅သန်းလောက်ကိုရင်းပြီးတော့ဒါကျွန်တော် American တိုးမာဒါ Alexander Arnold တယောက်ဒါကျွန်တော်တို့ Real Madrid အင်ဂျင်နဲ့ရောက်လာပြီးကွာဆိုတဲ့ဥစားမျိုးကြီးကိုသူတို့ဘက်ကဒါ Real ဘက်ကကြွားခြင်းနဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးဒါ လောက်ဆောင်နေတော့ကြားသိရတယ်လီဗာပူးတင်းကလည်းဒီနေရာမှာဒါအလကားဆုံးရှုံးရမယ့်ဒူဒူတော့ဒါကျွန်တော်ပေါင်၅တန်းလောက်ရလဲမစိုးဘူးဆိုပြီးဒီယာကိုလက်ခံသွားဖို့ရှိပြီးတော့ဒါကျွန်တော်တို့ရီယယ်မထွင်းနဲ့ဒါကျွန်တော်တို့အာနုရဲ့ဇလန်းကတော့မကြခင်စဖို့ရှိပြီးတော့ဒါကျွန်တော်လီဗာပူးနဲ့ဒါအာနုရဲ့ဇလန်းကထင်တာထက်ပိုပြီးတော့မြန်မြန်ကုံဆုံးဖို့အတွက်ဖြစ်လာပြီလို့ပြောလို့ရမယ်တော့အဲ့တော့ဒါအော့စတိန်ရေးထားပုံရဆိုရင်တော့လီဗာပူးတင်းနဲ့ဒါကျွန်တော်တို့လက်ရှိပရီးမီးယားလီဂ်ဖလားရဘူးဒါဒါလီဗာပူးတင်းနေနဲ့အမှတ်ရတည်ကြသွားခဲ့မယ်ဆိုရင်တော့အဲ့တည်ကြသွားရဲ့ရက်နောက်ပိုင်းမှာဒါကျွန်တော်တရားဝင်ကြင်ကြဖို့ရှိအခုလက်ရှိတော့ဒါပရီးမီးယားလီဂ်ဖလားမရတည်ခြင်းအထိ တော့အာနုနဲ့ပတ်သက်ပြီးလီဗာပူးကတရားဝင်ကြေညာအောင်မှမဟုတ်ဘူးလို့ကြားသိရတဲ့မှာပါပါတယ်အဲ့ဒါကလက်ရှိမှာသတင်းစိုးပေါ့နော်သတင်းကောင်ကလက်ရှိမှာနှစ်ခုတတိရှိတယ်ပထမဆုံးသတင်းကောင်ကလက်ရှိမှာဒါကျွန်တော်တို့မိုဟာမက်ဆာလာကတော့လက်ရှိမှာလီဗာပူးအသစ်မှာနောက်ထပ်နှစ်နှစ်ဆက်ရှိမယ်ဆိုတဲ့ဥစ္စာကိုမင်းညကဖာဘီဂျီရိုမာနိုကသူ့အနေနဲ့တရားဝင် confirm လုပ်ခဲ့တယ်လို့ကြားသိရတဲ့မှာပါပါတယ်အဲ့တော့လက်ရှိမှာမိုဟာမက်ဆာလာကိုတော့ဒါကျွန်တော်ပထမကစာချုပ်သတင်းတူးမယ်မတူးဘူးဒါအပြင်ကျွန်တော်လက်ရှိဒီနောက်ပိုင်းပွဲစဉ်မှာမိုဟာမက်ဆာလာရဲ့ခြေစွမ်းကျဆင်းလာမယ်အကြောင်းမို့ဒါကျွန်တော်တို့လီဗာပူးအသစ်နဲ့ မိုဟာမက်ဆာလာကိုတတန်းတိုးဖို့တောင်မတီကြတဲ့နေသားတစ်ခုရောက်သွားခဲ့တယ်ဆိုပြီးကောလာဟာလာရထွက်ခဲ့တယ်။နောက်ဆုံးမှာဒါကျွန်တော်ဆရာကြီးနှစ်ပါးဖြစ်တဲ့ဖာဗီဂျိုရိုမာနိုကိုဒေးဗစ်အော့စတင်ရောပြောပုံရဆိုရင်တော့ဒါမိုဟာမက်ဆာလာကိုဂျားထဲမှာဘာစနာအသင်းနေတရားဝင်တာကျွန်တော်အလွတ်နဲ့ဒါအာဖာဗီဂျီရူမာနိုပြောတာပေါ့နော်ဒါအလွတ်နဲ့ကန်လန့်မှုကြိုးစားတဲ့အချိန်မှာလစ်ဗာပူးတင်းနေတယ်သူတို့အနေနဲ့ they have to act something ဆိုတဲ့ပုံစံမျိုးလုပ်ခဲ့တယ်အဲ့တော့ဒီကဒီနေရာမှာလူတော်များ surprise ဖြစ်စေတာကဒါမိုဟာမက်ဆာလာရဲ့ contract ရဲ့တက်တမ်းပဲနှစ်နှစ်ပေါ့နော်အဲ့တော့ ဒီနှစ်နှစ်ဆိုတဲ့စာချုပ်မှာကောလာဟာလာတွေကဒါလာမဲ့ဒါကျွန်တော်စောင်းညာဒီမှာအကိမိုဟာမက်ဆာလာနဲ့ချီစွမ်းကြဆင်ခဲ့ပြီးဂိုးမသွင်းနိုင်မင်းနဲ့အသင်းပေါ် contribute မလုပ်နိုင်ခဲ့ဘူးဆိုရင်တော့စာချုပ်ဖြတ်သိမ်းခြင်းပုံစံမျိုးပါတယ်ဆိုတဲ့ကောလာဟာလာတွေထွက်လာခဲ့တယ်။ဒါကဘာကိုဆိုလိုတာလဲပြောချင်တာကမိုဟာမက်ဆာလာကိုတော့အလက်ဇန္ဒားအာနုပုံစံမျိုးမဟုတ်ဘဲနဲ့လီဗာပူးအသင်းနဲ့ခုလက်ရှိမှာ6လဆာလာကိုသူတို့အနေနဲ့ဒါကျွန်တော်လောက်ခလဆာဒဗက်လောက်ခလဆာ3သိန်းခွဲလောက်ရင်းလိုက်မယ်။ ဒါပေမဲ့အကိအသိမှသာအန်ဝင်ခွင့်ကြမဖြစ်တော့ဘဲနဲ့ဒါကျွန်တော်တို့လာမေးပြီးပေါ့နော်ဆောင်းရသီတော့မှသာခြေကြလာတယ်တီးကြတယ်ဆိုရင်တော့လာမဲ့ဆောင်းရသီမှာအသင်းကနေပြီးတော့ဒါကျွန်တော် truck ကင်မွေးပေးထားခဲ့သူခေါ်မဲ့အသင်းတွေတော့မှလက်ရှိမှာမူဟာမက်ဆာလာကိုလာမဲ့ဆောင်းရသီအတွင်းမှာ Saudi Arabia club တွေနဲ့ခေါ်ခြင်းနဲ့ဆိုရင်တော့အခုလက်ရှိစာချုပ်အသစ်မှာစာချုပ်ဖြတ်သိမ်းခြင်းပုံစံမျိုးပါတဲ့အတွက်ကြောင့်စာချုပ်ဖြတ်သိမ်းခြင်းပေးပြီးတော့ဆာလာကိုခေါ်လို့ရတယ်ပေါ့နော်ပြောချင်တာက FG တို့အုပ်စုလဲတယ်ပေါ့နော်ဆာလာကိုအလွတ်နဲ့ပေးထွက်တာလဲဆိုရတဲ့တကယ်တမ်းခုနကပေါ်သူပဲခြေစမ်းကျဆဲသွားခဲ့မဲ့ Saudi Arabia ခေါ်မဲ့ဆိုရင်တော့မှပတ်စံပေးပြီး ခွာမယ်ဆိုတဲ့ပုံစံမျိုးအကွက်ကိုလစ်ဗာပူးသင်းကနင်းခဲ့တာဖြစ်အဲ့တော့ပြောချင်တာလစ်ဗာပူးသင်းနဲ့ဝင်းဝင်း situation ပေါ့နော်အကယ်ကွနာဘောလုံးမူဟာမဆာလာအနေနဲ့ဒီနှစ်လုံးမျိုးခြေစွမ်းကိုဆက်လက်ပြီးတောက်ခံထားနိုင်မယ်ဆိုရင်တော့ဒါသူတို့အနေနဲ့ခြေစွမ်းကောင်းကိုဆက်လက်ပြီးထင်းထင်းသားနိုင်မယ်ဒါမှမဟုတ်ကွနာဘောခြေစွမ်းကျဆင်းသွားခဲ့မယ်ဆိုရင်လာမယ့်ဆောင်းအတီလောက်မှာအသင်းကနေပြီးတော့ပထုတ်ဖို့အတွက်လည်း ready ဖြစ်သွားမယ်ဆိုတဲ့ပုံစံမျိုးအဲ့တော့ အဲ့ဒါကြောင့်မို့သူတို့နဲ့စာရုပ်တက်တန်းနှစ်နှစ်ပေါ့နော်ကျွန်တော်ပထမ1 plus 1တော့မဟုတ်ဘူး1 plus 1တော့မဟုတ်ဘူး2 years contract လို့ကြားသိရတဲ့တည်းမှာပေါ့အဲ့တော့ဒီစာချုပ်ထဲမှာတော့စာချုပ်ဖြတ်သိမ်းကြီးပုံစံမျိုးပါမယ်စာချုပ်ဖြတ်သိမ်းကြီးကလာမဲ့ဆောင်းဝါဒီအပြောင်းရွှေ့မှာအသက်ဝင်မယ်လို့ကြားသိရတဲ့တည်းမှာပေါ့အဲ့တော့ဒီဂျားထဲမှာခုနပြောသဘဲဂျားထဲမှာလူဂျင်တဲ့ club တွေရှိတယ်ဆိုရင်တော့ဒီကစားသမားကိုခေါ်ယူလို့ရနိုင်မယ့်အခွင့်အရေးတွေဒါ음ရှိနိုင်မယ်ဆိုတဲ့သဘောမှာရှိအဲ့တော့ ဆာလာကတော့လက်ရှိရနေတဲ့လုခလာစာတိုင်းမှာမပြောင်းလဲပဲရရှိသွားမယ်။တပတ်လုခလာစာ3သိန်းခွဲတတိရရှိသွားမှာဖြစ်ပြီးမိုဟာမက်ဆာလာကတော့လာမယ့်နွေရာသီရဲ့နောက်ထပ်နွေရာသီနှစ်နှစ်စာကိုဒါကျွန်တော်တို့စာချုပ်တက်တန်းတူးခဲ့တာဖြစ်။အဲ့တော့ပြောချင်တာလက်ရှိမှာမိုဟာမက်ဆာလာနဲ့2025နဲ့တွေ့မယ်ဆိုရင်တော့2029လောက်ထိဒါ2029-2028ရာသီလောက်ထိဒါကျွန်တော်တို့အဲစာချုပ်တက်တန်းတူးလိုက်ပြီလို့ပြောလို့ရရတယ်မှာပါပါတယ်။အဲ့တော့ဒါကျွန်တော်မိုဟာမက်ဆာလာကတော့ here we go တော့မနည်းညာကတာကျွန်တော်တို့ Fabrizio Romano ကသူ့နဲ့တင်ထားပြတယ်မှာလို့ Liverpool တင်းရဲ့ engine နဲ့တူဒါကျွန်တော်တို့မိုဟာမက်ဆာလာကိုတော့ထပ်မံပြီး ီးတော့တွေ့ရအောင်ပဲလူကြားသိရတဲ့မှာပါပါတယ်နောက်ဆုံးတစ်ယောက်ကတော့ Virgil van Dijk ပါ Virgil van Dijk ကသူ့ရဲ့ဒါကျွန်တော်တို့ အင်တာဗျူးမှာတရားဝင်သူအနေနဲ့ပြောလာခဲ့တယ်။လီဗာပူးသင်းရဲ့စာချုပ်စာတမ်းကသူ့အနေနဲ့တရားဝင်အခြေအနေအရန်ကောင်းနေခဲ့ဖြစ်ပြီးသူ့အနေနဲ့လီဗာပူးမြို့ကိုချစ်တယ်၊လီဗာပူးကလပ်ကိုချစ်တယ်တို့ကြောင့်မို့လီဗာပူးအသင်းမှာပဲနေဖို့အတွက်သူအစွမ်းကုန်ကြိုးစားနေရဆိုပြီးသူပြောခဲ့တယ်။အဲ့ဒီပြောပြီးဘလောက်မှ၂ရက်လောက်ပဲကြာတဲ့အချိန်မှာလီဗာပူးသင်းရဲ့ဒါကျွန်တော်တို့မိုဟာမက်ဆာလာနဲ့အတူဒါဗာဂျယ်ဗန်ဒိုက်ကိုစာချုပ်တမ်းအရနှစ်နှစ်ဒါတရားဝင်သဘောတူနိုင်တော့မယ်ဆိုပြီးဖာဗီဂျီရိုမာနိုကကွန်ဖာမ်လုပ်ခဲ့တယ်။ဒါကတော့ဒေးဗစ်အော်စိန်ကထပ်မံပြီးကွန်ဖာမ်လုပ်ခဲ့ပြီးတော့ဒါလက်ရှိမှာကောလာဟာလာရီယာဗာဂျယ်ဗန်ဒိုက်ရဲ့အေဂျင့်ကဒါတခြားသောကလပ်အကြီးတချို့ကိုဒါဘိုင်ယန်မြူနစ်တို့ဒါ ရီယယ်မက်ဒရစ်တို့ကိုကမ်းလှမ်းတယ်ဆိုတဲ့သတင်းကသတင်းမှားတာဖြစ်ခဲ့တယ်ဆိုပြီးဒေးဗစ်အော့စတင်ကပြောခဲ့တယ်။လက်ရှိမှာလစ်ဗာပူးအသင်းနဲ့ဗာဂျယ်ဗန်နိုက်ကဒီကိစ္စနဲ့ပတ်သက်ပြီးကောင်းချင်းဆိုင်ပြီးတောက်လျှောက်ဆွေးနွေးနေခဲ့တာဖြစ်ပြီးတော့ဗာဂျယ်ဗန်နိုက်အေဂျင့်အနေနဲ့လက်ရှိမှာလစ်ဗာပူးအသင်းကလွှဲလို့ဘယ်မှပြောင်းရွှေ့ဖို့တဲ့အစီအစဉ်မရှိကြောင်းမို့လစ်ဗာပူးအသင်းရဲ့စာချုပ်စာတမ်းကိုသာအဓိကဦးစားပေးပြီးလုပ်နေခဲ့တာလို့ကြားသိရတယ်မှာပါပါတယ်။အဲ့တော့ ပြောချင်တာကလက်ရှိမှာ Virgil van Dijk ရဲ့လောက်ခလတ်စာကျွန်တော်မသိပေမဲ့ကြားရတဲ့သတင်းတွေအရဆိုဥရောပရဲ့လောက်ခလတ်စာအများဆုံးသောခံစားမှုတွေကတယောက်ဖြစ်လာမယ်လို့ကြားသိရတယ်မှာပါပါတယ်။အပြောပြရစီအဲ့တော့လက်ရှိမှာကျွန်တော်တို့ဆာလာကတော့ကျွန်တော်တို့ ဘာဂျာဗန်ဒိုက်ကလည်းရှိမှာပရီးမီးယားလိဂ်ကဒါကျွန်တော်တို့လစ်ဗာပူးမှာကဆက်လက်ပြီးရှိနေမှာတော့ဒါတော်တော်လေးကိုပျော်စရာဖြစ်တယ်လက်ရှိမှာကေဗင်ဒရိုင်နာကိုကစားသမားမျိုးစီတီအချိန်စီတီအသင်းကိုထွက်တဲ့အချိန်မှာဒါတော်တော်လေးကိုဝမ်းနည်းစရာဖြစ်ခဲ့ပြီဒီလိုမျိုးကစားသမားကောင်းတဲ့အသင်းမှာဆက်ရှိမယ်ဆိုတော့ဝမ်းသာစရာဒါပေမဲ့အာနူတယောက်ဒါလစ်ဗာပူးအသင်းကနေထွက်မယ်ဆိုတာကတော့အမှန်တမ်းပြောမယ်ဆိုရင်တော့တော်တော်လေးကိုဝမ်းနည်းစရာကိစ္စတစ်ခုဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောရင်းနဲ့ပဲ ကျွန်တော်ကိုတော့ကုန်ပြီမှာဗျအဲ့တော့ဘလိုပဲပြောဒီနေရာမှာအားလုံးကိုကျေးဇူးတင်ပါတယ်ဘလိုပဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0 Internet TV for you တို့မှာကျင်းလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်များများလေးတဲ့ကလစ်ဖူမမေ့ကြပါနဲ့ဗျအောက်က comment တွေမှာလေ Youth Sport Media 3.0 Internet ဒီ void လင်းလေးတွေကိုထည့်ပေးထားခြင်းမျိုးကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်များများလေးလေး clip ဖို့မမိကြပါနဲ့ဦးဗျများများ clip မှာမြင်မြင်နိုင်မှာဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကောင်းမွန်တော်ဒီနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းထားပြီးနေပြီကျွန်တော်ကိုတော့ကြိုပြီးပါဦးဗျအားလုံးမကြွတူပါနဲ့များများလေးလေး clip ဖို့မမိကြပါနဲ့ဦးများများ clip မှာမြင်မြင်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့နောက်မှ AA စစ်စစ်တွေ့ကြတာပေါ့ကျွန်တော်တော့ကြိုပြီးပါဦးဒီပါပါဗျကျွန်တော်ခလင်းတန်းဘေးကူညီမှုကိုလည်းကူညီပေးနိုင်ခြင်းကိုမောင်မအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ 地方吧。